ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဟုံးမလင်းလီတက်စခန်းဌာနချုပ်မှရှေခါကိုတော်မီရှုတ်ခံရပြီးနိုင်ရန်တွင်စစ်ခွေးမအလာအတွက်ဟုစာရေးသားခဲ့တဲ့စစ်တီလေးဦးဖန်းစီစစ်စေးခံရပြီးဌာနချုပ်မှဘုံမှုချုပ်မြန်မင်းတန်ကသတင်းကိုဖုံးဖိထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ။စကိုင်းတိုင်းဟိုမလေးမြို့အခြေဆိုင်ဟိုမလေးလီတက်စခန်းဌာနချုပ်တွင်ရှေးခါကိုရောင်ကိုမိရှုမှုတရက်ဖြစ်ပွားခဲ့ပြီးနိုင်ရန်တွင်စစ်ခွေးမအလာအတွက်ဟုစာရေးသားခဲ့ကြောင်းလေတက်တရင်ချင်းမြစ်ကပြောဆိုပါရယ်။အော်တိုဘလာ18ရက်နေ့ညနေပိုင်းဟိုမလေးလီတက်စခန်းဌာနချုပ်ဤအော်တိုဘလာ18ရက်နေ့ညနေပိုင်းဟိုမလေးလီတက်စခန်းဌာနချုပ်ဤရှေးခါကိုရောင်မိရှုမှုဖြစ်ပွားခဲ့ပြီးမိရှုသူကနိုင်ရန်တွင်စစ်ခွေးမအလာအတွက်ဟုစာရေးသားသွားခဲ့ကြောင်းသိရပါရယ်။ ရှင်ဖြစ်စဉ်ကိုနေပြီးတော့အခြေဆိုင်စည်ယုံနဲ့ခကလီကမသိရှိစေရန်လေးတက်စကန်းဌာနချုပ်ဘုံမူချုပ်မြန်မင်းတန်ကအထက်သို့မတင်ပြပေးတရင်ဖုံးခဲ့ကြောင်းရှင်အောင်ရှေးခါကိုတော်ကိုအမြန်ပြန်လဲတီဆောင်နေကြောင်းသိရှိရပါတယ်။မီးလောင်ကျွမ်းခဲ့သည့်ဟုံးမလေးလေးတက်စကန်းဌာနချုပ်ဤရှေးခါကိုတော်မှာတက်တွင်တန်လျာများနဲ့ဝေးကွာပြီးလူနှစ်ဝေးတော်တော်တဲ့တွင်တီဆောက်ထားခြင်းဖြစ်ကြောင်း လက်တလုံးမိရှုသူကိုဖမ်းဆီးရရှိခြင်းမရှိသဖြင့်အနီးဆုံးခင်းတဲမှတာဝန်ကျစစ်သားလေးဦးကိုအုတ်ထုတ်ရိပ်မှုတတ်မှုဒုတိယပုံမှုကြီးအောင်ကျော်စွာ DSA 42ကဦးစီးစစ်စေးညှဉ်းပန်းနှိပ်စက်နေကြောင်းသိရပါတယ်။ဟုံးမလင်းလီဒါစခန်းဌာနချုပ်ဤအုတ်ထုတ်ရိပ်မှုတတ်မှုဒုတိယပုံမှုကြီးအောင်ကျော်စွာ DSA 42ကဦးစီးကတန်တရားရှိသောစစ်သည်များကို ရိုင်းနှက်ညှဉ်းပန်းနှိပ်စက်နေကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတိုက်ပွဲအတွင်းအင်အားမများလို့ PDF ဒုတက်ခွဲမှုအသေးကံပုံခွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေတိုင်းမင်းလာမြို့နယ်လက်ပံတကာကြေးရွာတရက်အုပ်လံခွဲမှာတိုက်ပွဲဖြစ်ပြီးမင်းဘူးခရိုင်မှတ်နေတဲ့ရင်ရဲဒုတက်ခွဲမှုအသေးကံပုံခွဲတိုက်ခိုက်ပြီးကြာဆုံးခဲ့တယ်လို့အဲ့ဒီအဖွဲ့အစည်းကသိရပါတယ်။အော်တိုဘတ်16ရက်ညနေ3နာရီခွဲမှာတရက်အုပ်လံခွဲအနီးကိုတော်လန်ရေးတပ်ဖွဲ့တွေကင်းပတ်သွားခြင်းစစ်ကော်မရှင်တပ်တွေနဲ့ထိတွေ့ပစ်ခတ်မှုစတင်ခဲ့ပြီး တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာပင်လက်ဗန်တကားရွာရဲစက်ခန်းကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထပ်မံရောက်ရှိလာတဲ့အတွက်အင်အားမများတတဲ့အခြေအနေနဲ့ရင်ဆိုင်ရချိန်မှာအခုလိုလှုပ်ခဲတာလို့ဆိုပါတယ်။ဒူခွဲမှုဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်၅ဦးဟာဒီတိုက်ပွဲကိုဆင်နွှဲဖို့မဟုတ်ဘူး။ဒီလိုဖြစ်မယ်လို့လည်းမထင်ဘူး။အဓိကကင်းပတ်တာကင်းပတ်ရင်းနဲ့လမ်းပေးမှာသူတို့ရောက်ရှိနေတဲ့အချိန်ကားတွေဝင်လာတာသတင်းရလို့စောင့်ဆိုင်တာ အဲ့ဒီမှာတိုက်ပွဲဖြစ်တာဒူးခွဲမှုကြဆုံပြီးဒေါ်လာရီတက်ဖွဲ့ဝင်၄ဦးလွတ်မြောက်တယ်လို့မင်းဘူးခရိုင်အမှတ်နှစ်တက်ရင်အမှတ်၈စစ်ဒေသရုံးတာဝန်ခံဆရာကျောင်းကပြောပါရယ်စစ်ကော်မရှင်ဘက်ကအင်အားထက်ထိုးလာချိန်မှာစုစုပေါင်းအင်အား80ဝန်းကျင်ရှိပြီးဒေါ်လာရီတက်ဖက်တွေက၅ဦးသာရှိခဲ့ကကြဆုံခဲ့သူအသက်22နှစ်အရွယ်ထူးတက်ခွဲမှုစီသူဝင်ခောက်ဝတ်တန်ဖြစ်ပြီးအလောင်းကိုတော့တရင်ကပြန်လည်မသိယူနိုင်ခဲ့ဘူးလို့ဆိုပါရယ်အင်အားမများတော့သူတနက်ကိုတက်စိတ်မှုကိုပေးပြီးမင်းစုတ်တော့ မင်းတို့၄ယောက်နဲ့ငါ၁ယောက်မလဲနေထားခဲ့တော့ဆိုပြီးပြောတာအဲ့ဒီအချိန်မှာရဲဘော်၃ဦးကကြည်လို့ရပြည်ရင်တကွဲတပြားဖြစ်နေတော့တက်စိတ်မှုကဒူခွဲမှုရဲ့အမိန်ကြောင့်ကြည်ရွေကောင်းပေါ်မှာဝဲနေတဲ့ကြားကခန်းကိုယူပြေးပြီးမီတာ၁၀၀အယောက်မှာခြုံနေဝက်ပြီးဒူခွဲမှုကိုကြည်ချိန်ဒူခွဲမှုကလက်ပြမိုင်းကိုစနတ်တန်ဖြုတ်ပြီးစခရီကအရှင်ဖမ်းဖို့တက်လာချိန်မှာလက်ပြမိုင်းကိုဘိုက်အောက်သွင်းပြီးမှောက်ချလိုက်တာပါလို့ရုံးတော်ဝန်ကဆရာအကြောင်းကပြောပါတယ် တိုက်ခိုက်မှုအတွင်စစ်ကော်မရှင်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပေမဲ့သတင်းဌာနအနေနဲ့တိကျတီမပြနိုင်သေးပါဘူး။ပြီးခဲ့တဲ့စက်တင်ဘာ16ရက်မှာလေအထက်မင်းလာမြို့နယ်ပသိမ်မုံရွာကားလမ်းမာဒီကဒေသခံတွေကိုစစ်ကြောင်းထုတ်ဖန်စီခဲ့တဲ့စစ်ကော်မရှင်စစ်ကြောင်းကိုထုတ်လိုက်ရတက်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်မှုတွေရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ဆက်လက်ပြီးဘေလီမီပွိုင်အနီးကဆိုင်ကန်းတွေမီးလောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှန်ကုန်မြို့တောင်ကလပါမြို့နယ်9ရက်ကွယ်ပါရမီလမ်းမဘော်ကဆိုင်ကန်းတွေမီးလောင်မှုဖြစ်ခဲ့တာကြောင့် နိုင်ဝက်ခန့်ကြားမိငိမ့်တက်ခဲ့ရတယ်လို့မိသက်တက်ဖွဲ့ကအသိပေးထားပါတယ်။မိပွိုင်နာကဆိုင်ကန်တွဲလေးတွေကနေဆက်လောင်တာပါ။အုံတော်ကြောင့်နောက်ကဆိုင်ကန်တွဲလေးတွေပါ။စေးပုံရောက်တဲ့ဆိုင်ကနေဆက်လောင်တာပါလို့ဒေတာကန်တဦးကပြောပါတယ်။အော်တိုဘာ20ရက်နေ့ညနေ4နာရီကျော်မှာမီးစတင်လောင်ခဲ့တာဖြစ်ပြီး level 1 asset မီးငိမ့်သက်ရင်တွင်နေနိုင်ဝက်ခန့်ကြောင့်မီးငိမ့်သက်ခဲ့ရတယ်လို့မီးသက်တပ်ခွဲကသတင်းထုတ်ပြန်ထားပါတယ်။မီးလောင်မှုကိုတိုက်ရိုက်ထုတ်လွှင့်တဲ့ဗီဒီယိုတွေမှာ ဈေးဆိုင်တန်းကဆိုင်ခန်းတွေအကုန်နှီးပါမီးလောင်ခဲ့တာကိုတွေ့ရပါတယ်။မီးလောင်မှုအကြောင်းရင်းနဲ့ဆုံးရှုံးမှုတန်ဖိုးကိုတော့မိသက်တပ်ဖွဲ့ကတည်တံ့ထုတ်ပြန်ထားတာမရှိပါဘူး။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။